ြောဖြိုးမြက်ဖြိုးမြက်အောင်နဲ့နာမည်ထွက်နေရဲ့ဘာဖြစ်တယ်ညာဖြစ်တယ်လီပြီးလားပြောအောင်ဘောနော်အတူအဓိကကလေးလို့ကျင်တာထင်တယ်ကလေးရစေကျင်တယ်အဲ့လိုမြီးလို့ကျင်တယ်နိုင်ငံကျော်ရွှေနန်းတော်စာရေးပိုင်ရှင်တူရီတော်တမီးဖြစ်သူကြီးဖခင်ဖြစ်သူကမြင်းလိုချင်နေတာကြောင့်ဖြူမြအောင်နဲ့အမြန်ဆုံးလက်ထက်တော်မြင့်အကြောင်းကိုဝန်ခံပြောဆိုလို့လာခဲ့ပါပြီပရိသတ်များလုံးပဲမင်္ဂလာပါရှင် မြန်မာနိုင်ငံနာမည်ကျော်အစိုးရတူဖြစ်တယ်လို့ဘာသာရေးဘိုင်းမှာလည်းပြောစရာမရှိအောင်ဘာသာရေးကန်ဆိုင်တဲ့အစိုးရပြုံးပြအောင်တဲ့တသက်ခိုင်ဤသမီးဖြစ်သူဂျီဟာစစ်သူတွေဖြစ်နေကြတယ်လို့သတင်းတွေထွက်ပေါ်နေခဲ့တာပဲဖြစ်ပြီးယခုအခါမှာတော့ရွှေနန်းတော်ဆိုင်ပိုင်ရှင်ဤတူဦးတီသောသမီးလေးဖြစ်တဲ့ဂျီကတော့မင်းကပဲအင်တာဗျူးမှာ ဖခင်ဖြစ်သူ မြင်းလိုချင်နေတာကြောင့်ကိုဖြိုးမြအောင်နဲ့အမြန်ဆုံးလက်ထက်တော့မှာပါလို့ဝန်ခံပြောဆိုလာခဲ့ခြင်းပဲဖြစ်ပါရဲ့ရှင်။အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့တူတူယောက်ချင်းစီတိုင်းရဲ့အတွက်အထူးပဲကျေးဇူးတင်ကြောင်းပြောကြားလိုက်ပါရစေရှင်။